အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ် channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်ထားတဲ့ထီးခီးရွာကိုအကြမ်းဖက်လေတပ်ဖုံးကျဲပြီးနှစ်ရက်အကြာထပ်ပြီးလာကျဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ထီခိရွာကိုအကြံဖက်လေတပ်ကဖုံးကျဲပြီးနှစ်ရက်အကြာဒီကနေ့မနက်မှာထပ်ပြီးလာကျဲခဲ့တယ်လို့ KNU ဗိတ်တဝယ်ခရိုင်ပြည်သူဆက်ဆက်ရေးနဲ့တရင်ပြန်ချာရေးဌာနကထုတ်ပြန်ထားပါတယ်။မေတ္တမီခီထီခိကျဲရွာအတွင်းသို့အကြံဖက်လေတပ်ကဒီကနေ့အောက်တိုဘာလ10ရက်မနက်၈နာရီလောက်မှာ Jet Fighter နဲ့နှစ်ကြိမ်တိုင်ဖုံးကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လျင်မှာပါတဲ့ Oligan ဆက်လက်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာနာတိန်အကြံဖတ်စစ်တပ်မှ Jet Fighter FTC 2000ချီလေရင်အမျိုးအစားဖြင့်နှစ်ချိန်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လေရင်ပါ Oligan ဆက်လက်နက်ဖြင့်နှစ်ချိန်ပြစ်ခတ်တိုက်ခိုက်သောကြောင့်ပြည်သူလူပိုင်ပြည်စည်းများထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဒေသခံပြည်သူလူထုဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပါသည်ဟုဖော်ပြထားပါသည်။အဲ့ဒီထိခိုက်ကြေးပါကိုပြီးခဲ့တဲ့အောက်တိုဘာလ၈ရက်နေ့မနက်၉နာရီကျော်ကလည်းအကြံဖတ်လေတပ်ကဝိုင်းထွေးလေရင်နဲ့၁၂၀မမဘုံသီး၄၀ကျော်ကိုကျဲချခဲ့တယ်လို့ KNU မိတ်တဝဲခရိုင်ပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဝိုင်တွဲနဲ့ပုံချဲပြီးနောက်အဲဒီနေ့နေ့လယ်၂နာရီမှလည်းအဲဒီခြေရွာတွင်သို့အကြမ်းဖက်လေတပ်ကဂျက်ဖိုက်တာနဲ့ပါထပ်ပြီးပုံချဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထုပိုင်ပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီလိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေမှုကြောင့်ဒေသခံပြည်သူယာနဲ့ချီဘေးလို့ရာသို့ထွက်ပြေးတိမ်းရှောင်ရရတယ်လို့လည်းဖော်ပြထားပါတယ်။ ဆက်လက်ပြီးမုံရွာမန္တလေးလမ်းမှာစစ်တပ်ကကင်းဘုံတွေချထားပြီးရန်တမ်းပစ်ခတ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကကင်းဘုံတွေချထားပြီးရန်တမ်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ်။ဒီကနေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မှာစစ်ကောင်စီတပ်ကကင်းဘုံတွေနေရာအနှံ့ချထားကြောင်းနေရီကန်ရွာအနီးမှာလည်းလမ်းပိတ်ထားပြီးရေပိုးစားရွာနာမှာတော့ရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ မုံရွာမန္တလေးလမ်းကဒီနေ့အခြေအနေမကောင်းဘူးလမ်းကြောင်းရှိပုံရတယ်လို့ဒေသခံတအူကပြောပါတယ်။ကြားပြင်မုံရွာမြို့ထဲကနေလည်းမိုင်းဖြတ်တဲ့ဂျမ်းမာကားတွေထွက်လာကြောင်းဒေသခံတွေကပြောပါတယ်။ခရီးသွားပြည်သူတွေအနေနဲ့လမ်းပိုင်းသတင်းနှာဆွင့်ပြီးအနေရကင်းပြီးဆိုမှသွာလာအသုံးပြုကြဖို့ဒေသခံတွေကအကြံပြုပါတယ်။ရှိခုရပိုင်းအတွင်းစေအုပ်စုကမုံရွာမန္တလေးခရီးသွားရှင်တွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထိန်းလွတ်နေလို့ခရီးသွားလမ်းပိုင်းကြန့်ကြာတာတွေဖြစ်ပွားနေကြောင်းခရီးသွားတွေကပြောပါတယ် စစ်ကောင်စီတပ်ဟောင်းမုံရွာမလေးလန်းပေါ်မှာမကြခဏတိုက်ခိုက်ခံရတာကြောင့်ခီးသွွားပြည်သူတွေရဲ့ကားကိုရှေ့ကနေမောင်းခိုင်းတာမိုင်းရှင်းခိုင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။